အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မိုးအေးအေးနဲ့ဒညင်းသီးငပိချက်လေးလှုပ်ရှားပြပါတယ်ဒါကတော့ဒညင်းသီးနိုးစီပူတူပါနော်ခရညင်းသီးကတော့ငါလုံးပြီးတော့ဒါပါဝင်တဲ့ပစ္စည်းတွေပါပုစံကြောက်တော့အများကြီးထည့်ထားပါတယ်ယုတ်ဒီချမ်းပတ်ပါတယ်ယုတ်ဒီချမ်းပတ်ပုစံကြောက်ပြီးတော့အယောင်တင်ယုတ်အကုန်လုံးရောထောင်းပါတယ်နော်စစ်တုံးပြီးအဓိကပုစံကြောက်ကိုမြင်အောင်ထောင်းပါတယ် မိပြီဆိုတော့ဗညင်းนี่ပြုတ်ပါမယ်ဗညင်းเนี่ยနိုးစင်ဖို့တပူပဲတုံးထားပါတယ်အိမ်အလူတွေကမတဲ့လို့ပါတပူကိုပတ်နှက်စေပါတော့ဒါပြုတ်ပြီးတာနဲ့ထုပါတယ်ဗညင်းนี่ကိုခွဲပြီးတော့တဝက်ရှင်စီထုရပါတယ်ပြီးပြီဆိုရင်တော့စပြီးတော့ချက်လို့ရပါပြီစီတတ်ပါတော့မယ်စီရဲကိုထောင်းထားပြီးသား မြို့ပြီးကျန်းမှုနဲ့ပုံစံကြောက်တည်ထဲပါတယ်။ပြီးရင်တော့အမှန်ကွေးလာတဲ့အထီးပို့လို့ပါမယ်။ဒါကတော့မီးသွေးနဲ့မီးအေးလေးနဲ့ချက်ချင်တာပါ။ပြီးရင်တော့ခင်းနဲ့မီးထည့်ပါမယ်။စာဟင်ခံဖို့ထဲပါတယ် ချုံမမသုံးဆိုရင်စက်သားမဟုတ်ထည့်လို့ရပါတယ်ရှင်ငပိရေကြိုထားပြီးသားထည့်ပါတယ်။ပြီးရင်တော့ထောင်းနာပြီးသားဒီညင်းလေးအပြားလေးတွေထည့်ပါတယ်။ဒါလေးကိုရောမှွေပြီးတော့ဖုံးအောင်လိုက်ပါတယ်။ အာ10မိနစ်လောက်နေတော့ရပါပြီ။မြုပ်ပြီးကြောင်းပြီးရင်နံနက်ပဲထည့်ပြီးတော့စားလို့ရပါပြီ။ဟုတ်ကဲ့ပါဒါလေးကတော့အရင်စားကောင်းနေငွေရတယ်နဲ့လည်းလိုက်ဖတ်တဲ့အငင်းလေးမပြည့်ကျက်ပါဘူး။အဲအိမ်ကလူတွေလည်းအရင်ကြိုက်ပါတယ်။လုံစားကြည့်ကြပါနော်။အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ချင်း။ Thank you.